မရဲ့ပြည်သက်ကြီးကိုအခုပွဲတပွဲအကြောင်းလာရောက်ပြပြပေးတာပါအားလုံးပေါ့နော်အခုဆိုရှယ်မီဒီယာမှာမနေ့ကညကလေးကနေစပြီးတော့ပွဲဖြစ်နေတာပေါ့နော်အဲ့ဒါကတော့လွမ်းပိုင်တဲ့ဒရိုက်တာပြီးဟင်းတီဟာတို့ပေါ့နော်ဖြစ်စဉ်အစားကတော့လွမ်းပိုင်ကအယ်ဘန်တစ်ခု ထုတ်တယ်အဲ့ဒီအယ်ဘန်ထဲမှာပါတဲ့တချင်းတစ်ပုဒ်ကနေစတယ်ပေါ့ဒီတချင်းကလွမ်းပိုင်ရေးရဲ့အကြောင်းအရာကလွမ်းမိုက်ဆိုတဲ့အကြောင်းအရာဒီတချင်းထဲမှာဒရိုက်တာပြီးဟင်းတီဟာကို ဒီပကံမနမီတယောက်နဲ့ပေါ့နော်အဲမဟုတ်တာလုံနေတဲ့အကြောင်းပါတယ်နောက်နာမည်တက်ပြီးတော့ဈေးထားဆိုထားတယ်ပေါ်ကားရိုက်နေဆိုပြီးတော့ပြောထားတာ၄ပါတယ်ဒီကနေစပြီးတော့စဖြစ်တာအဲအတီးရဲ့အရှိအရင်မှာတော့ဒရိုက်တာဘီဟင်းတီဟာ ਨੇ လွမ်းပိုင်းလေးကအဲနော်ဘွေးထားကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်ထားတာရှိရဲ့ အဲဘာဖြစ်လို့လဲဆိုတော့နှောင်းဝေထားက driver ပြီးရင်အဲလွမ်းပိုင်ကိုပေါ့နော်နှောင်းဝေထားလွမ်းပိုင်ကိုကားပေါ်မှာ kiss down တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြီးရင်တီဟာကနေပြီးတော့အဲဒီအကြောင်းအရာကိုလွမ်းပိုင်လုံးတာမှားတယ်လို့ပြောထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နှစ်ယောက်ကြားမှာကတော့ဝစားဖြစ်ထားတာရှိရဲ့အဲ့ဒီကနေစပြီးတော့ဖြစ်တဲ့အကြောင်းအရာကိုမကြည်နဲ့တဲ့အတွက်ကြောင့်မလို့တချင်းထားရေးတယ်လွမ်းပိုင်ကလွမ်းပိုင်ကတချင်းထားရေးတဲ့အချိန်မှာပြီးရင်တီဟာကလည်းသူကအမှန်တိုင်းပြောတာ ူကအမှန်ပဲပြောတာဆိုပြီးတော့စာဖြစ်တဲ့အကြောင်းအရာပေါ့နော်ဒါအတာဗီဟင်းတီဟာရဲ့ YouTube မှာတင်ထားတဲ့အကြောင်းအရာမိနစ်50စာတည်းကအတူလေးပေါ့နော်အများကြီးလည်းမတင်တော့ဘူးအဲ့တော့ဖြစ်တာကတော့အခုဗာပြန်ရှင်းလဲဆိုတော့ဒါအတာဗီဟင်းတီဟာကလွမ်းပိုင်တဲ့နန်းစုရည်စုနဲ့အကြောင်းကြီးအဲနောက်ပြီးဘော်ဘီဆောက်ဆောင်ဆယ်နှစ်ကျော်လောက်တွဲပြီးတော့မှမယူခဲ့တဲ့အကြောင်းလေးနောက်ဘော်ဘီဆောက်ဆောင်နဲ့တွဲနေတဲ့အချိန်မှလည်း နောက်မွေးထားနဲ့ဖောက်ပြန်တဲ့အကြောင်းလေးကိုပြောတယ်။နောက်ပြီးတော့သူပြောတာတွေကအမှန်နေပါဆိုပြီးတော့ပကံဖရားကြီးအကုန်လုံးကိုတိုင်တယ်ပြီးတက်စာဆိုပြီးတော့ပြောတယ်။အဲလွှမ်းပိုင်အနေနဲ့ကကြတော့အခုတိုင်တာပြီးစရင်ဒီဟာကပြောတဲ့အကြောင်းအရာတွေကကြီးစရာကြီးဆိုပြီးတော့ပြန်ဖြည့်ရှင်းပြီးတော့အချက်အလက်တွေနဲ့တော့ထပ်ပြီးတော့ထုတ်ဖော်ပြောကြမယ်လို့ပြောထားတယ်။အဲတော့ပွဲကြိုက်ခင်တို့ပွဲကြိုက်မောင်တို့အတွက် ဒီဟာကပွဲစဉ်ရဲ့အချင်းချုပ်လေးပေါ့နော်ပြောချင်တာဒါတိုင်းဒါမီဟင်းဒီဟာသူ့ကိုပကံမှာမိန်းကလေးတယောက်နဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာသူမမှန်ဘူးသူကဒီမော်ဘီယာအောင်သမူဖရားမှာအောင်သမူဆရာတော်စီမှာသူကဒီကာမီတုနဲ့ဒီတူရာမီဒါယာကိုသူကဖရားလှူထားတဲ့အတွက်ကြောင့်မလို့ ဒါဖရားအတိဆုံးသူဒီလိုလုံးရက်ဒီမလုပ်ဘူးဆိုတဲ့အကြောင်းဒီလိုလုံးရက်ဒီလုံးတာလွှမ်းပိုင်မှာဆိုပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်ထားတဲ့အကြောင်းအရာတွေနောက်လွှမ်းမရဲ့အဖေကလုံးဝစကားစားဘက်ကလွှမ်းပိုင်ရဒါကြောင့်မလို့ PDF တွေကိုလည်းအဲစာမတက်တဲ့ငတုံးလေးဆိုပြီးတော့ပြောထားတဲ့အကြောင်းနေဒါဒါပြီးဟင်းဒီဟာကြတော့ဒီစကားစားဘက်ကမဟုတ်ဘဲနဲ့ဒီ PDF တွေကိုဒီလိုပြောတာမျိုးတွေမကြိုက်တဲ့အကြောင်းလေးပေါ့နော်ဒါကို ကျွန်မကတော့မိနစ်90လောက်နားထောင်လိုက်ရတယ်။အဲတကယ်လို့အချိန်မရတဲ့သူတွေကဒီဗီဒီယိုလေးကိုကြည့်ဖို့အတွက်သူတို့နှစ်ယောက်ရဲ့ပွဲဖြစ်စဉ်အစအဆုံးကိုဒါအချင်းချင်းလေးပြောထားတာပေါ့နော်။တကယ်လို့အကြောင်းအရာကြီးထပ်တည်ရဆိုလို့ရှင်လည်းထပ်ပြီးရောလာပြောပြပေးမယ်။လွတ်မှတ်ရလဲတကယ်တော့ကောင်းတဲ့လူတော့မဟုတ်ပါဘူး။မိန်းကလေးတွေကိုဒီစနေကြော်တွဲပြီးတော့လည်းမယူဘူး။အဲနောက်ပြီးရင် တခြားမိန်းကလေးကိုလည်းနာမည်ဖြတ်ပြီးတော့ဗီဒီယိုလေးတင်တဲ့အပိုင်းလေးလည်းရှိရထားပါတော့ဒါကတော့ခင်ဗျားအကြောင်းတော့ပြောလို့ဒါရိုက်တာမိဟင်းဒီကတော့ဒီလိုမျိုးပြန်ရှင်းထားတယ်အဲသူတို့နှစ်ယောက်ရဲ့ပြောစကားမှာဘယ်သူမှန်းနေဘယ်သူမှားရတော့မသိပါဘူးဒါပေမဲ့ပွဲကြိုက်တဲ့သူတွေအချိန်မရှိဘူးဆိုတော့သူများဒီဗီဒီယိုကြည့်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဖြစ်စဉ်အစအဆုံးကိုအချင်းချင်းလည်နာလဲအောင်တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်